တောမတ်တူချေလူချင်းကနေခြံလက်ထားခံရတဲ့အင်္ဂလန်ဂျေပွင့်များအင်္ဂလန်သင်းရဲ့မန်နေဂျာတောမတ်တူချေဟာ2026ကမ္ဘာပလောကိုချင်းကပ်လာချိန်မှာသူ့ရဲ့ရွေးချယ်မှုမူဝါဒကိုဆက်လက်ထိန်းသိမ်းသွားမှာဖြစ်တဲ့အတွက်အင်္ဂလန်ရဲ့အရေးချင်းအရှိဆုံးကစားသမားများစွာကလက်ရွေးစင်သင်းမှာပါဝင်ဖို့အတွက်အန်ဒီရ်နဲ့ရင်ဆိုင်နေရပါပြီဒူချေကသူ့ရဲ့အသင်းကအရေးချင်းအရှိဆုံးကစားသမားတွေကိုစုဆောင်းနေတာမဟုတ်ပါဘူးအသေးတဲ့သင်းတိစောက်ဖို့အတွက်ကြိုးစားနေတာပါဖလားတွေကိုအသေးနေကသာစုခူးနိုင်တာပါလို့ဒေရူပြောဆိုခဲ့ခြင်းဟာ ရွေးချယ်ခံရဖို့မျှော်လင့်နေတဲ့ကစားသမားများအတွက်ပြင်းထန်တဲ့သတိပေးချက်ဖြစ်ခဲ့ပါရီဒူချေအားစတေမာလာမှာခြေစွမ်းပြခဲ့တဲ့လူချင်းကိုအော်တိုဘာလာမှာပါဆက်လက်ပြီးတော့ခေါ်ယူဖို့ဆုံးဖြတ်ခဲ့တာကြောင့်မလို့ကမ္ဘာဖလားမတိုင်မီပွဲစဉ်အနေငယ်သာကြံရှိတော့ချိန်မှာအချို့ထိတ်တန့်ကစားသမားများကခြံလက်ခံခဲ့ရပါရီကမ္ဘာဖလားဝင်ကွင်းအတွက်အန်နီယရှိဆုံးကျယ်ပွေနေကတော့နံပါတ်1ထရက်အလက်ဇနာအာနူရီယယ်မက်ဒရစ်နောက်ခံလူအာနူကကမ္ဘာအကောင်းဆုံးနောက်ခံလူတွေကတူဦးဖြစ်ပေမဲ့ နေစင်းနှစ်ပိုင်းရာအကင်ကြီးမှုမရှိသူဖြစ်တူချဲလက်အောက်မှာပုံမှန်ပွဲထွက်ခွင့်မရသေးပါဘူးတူချဲလက်ထက်မှာတော့အန်ဒရူဝါနဲ့ပွဲမှာ26မိနစ်သာကစားခဲ့ရပြီးတော့ရီဇီချိန်းနဲ့တိုနီလီဘရာမန်ဒူတို့ကိုသူ့ထက်ပို့ပြီးတော့ဦးစားပေးရွေးချယ်ခဲ့ပါရီနံပါတ်2ဂျူဘယ်လင်ငန်ရီယယ်မက်ဒရစ်စူပါစတားဘယ်လင်ငန်ကိုအင်္ဂလန်ရဲ့အစီအစဉ်တွေကနေပြီးတော့ဖဲထုတ်ထားမယ်ဆိုတာစဉ်းစားဖို့မဖြစ်နိုင်တဲ့လောက်ဖြစ်ပေမဲ့ပကုံးခွဲစိတ်မှုပြုလုပ်ပြီးရင်နောက်ကြံ့ခိုင်မှုပြန်လဲရရှိခဲ့သည့်တိုင်ဒူချီယာသူ့ကိုအော်တိုဘာလစကန်းသွင်းလေးကျင်းမှုကနေပြီးတော့ချန်လက်ထားခဲ့ခြင်းကမေးခွန်းထုတ်စရာဖြစ်ခဲ့ပါသည် နံပါတ်3 Jack Grealish နောက်ဆုံးလက်ရွေးစင်ကစားခဲ့တာတနင်္ဂနွေနေ့ရှိပြီဖြစ်တဲ့ Jack Grealish ကအင်္ဂလန်အသင်းမှာပါဝင်ဖို့အတွက်ဘာရီထက်လို့ရအောင်မလဲလို့တွေးနေနိုင်ပါ ರಿ ။ယခုရသည့် Everton မှာအငားနဲ့ကစားနေစဉ် Premier League 9ပွဲမှာ5ဂိုးပါဝင်ပတ်သက်မှုနဲ့အတူခြေစွမ်းပြန်လည်ရနေသည့်တိုင်အော်တိုဘာလာမှာခြံလက်ခံခဲ့ရပါ ರಿ ။နံပါတ်4 Favorden Manchester City ရဲ့ကစားသမား Favorden ကတူချဲ့ရဲ့ပထမအဦးဆုံးပွဲစဉ်တစ်ပွဲ match လနောက်ပိုင်းမှာပါဝင်ကစားခွင့်မရတော့သူဖြစ်ပြီးတော့တူချဲ့ဆွမ်းဆောင်ရေးကြာဆင်းမှုနဲ့ ဒဏ်ရာကြောင့်နေရာဒီမှာရွေးချယ်ခံရခြင်းမရှိခဲ့ပါဘူး။ဒူချေဟာဖူရန်ရဲ့စီးရီးအတွက်ပွဲတွေကိုပြန်လည်ဆုံးဖြတ်နေပြီလို့ပြောခဲ့ပေမဲ့မော်ဂန်ရော်ဂျာ၊မော်ဂန်ဂစ်ပွိုင်းနဲ့အီဇီဦးလိုမျိုးကစားသမားတွေရဲ့နောက်မှာရှိနေပုံရပြီးတော့လေရွေးစင်အသေးအတွက်အသည့်အသာတက်ရောက်မှုမပေးနိုင်ခဲ့တဲ့နောက်မလို့နောက်ကျကြံ့ရင်နေနိုင်ပါပြီ။နံပါတ်5မိုင်းလူးစ်ကယ်လီအာဆီယံနောက်ကလူးလူးစ်ကယ်လီကကလပ်မှာပုံမှန်ပွဲထွက်ခွင့်မရရှိသေးတဲ့အတွက်ဒူချေရဲ့သတိပေးမှုကိုခံခဲ့ရပါပြီ။ အသက်16နှစ်သာရှိတဲ့ကစားသမားဟာအာဆီနယ်မှာပွဲကစားချိန်အနည်းငယ်သာရနေပြီးတော့ဒူချေယာသူ့ရဲ့ကလပ်သင်းမှာပုံမှန်ချေစွမ်းပြမယ်လို့ပြောကြားခဲ့ကပုံမှန်ပွဲကစားချိန်နေပါတာကသူ့အတွက်ပြဿနာဖြစ်လာနိုင်ကြောင်းသတိပေးခဲ့ပါရီ။နံပါတ်6ကော်ဘီမိုင်နူယူရို2024မှာဂရက်ဆောက်ဂီရဲ့လက်အောက်မှာအဓိကကစားသမားဖြစ်ပေါ်ထွက်လာခဲ့သူဖြစ်ပေမယ့်ယခုကမန်ချက်စတာယူနိုက်တက်မှာနီးပြရူဘင်အမိုရီရဲ့လက်အောက်မှာနီးစနစ်ပိုင်းရကန့်ညီမှုမရှိဘဲပွဲကစားချိန်နေပါနေရကြောင်းမလို့သူ့ရဲ့တိုးတက်မှုကရပ်တန့်နေပါရီ။ မိုင်နူကတနေ့ကြော်ကြာလရွေးစင်အသေးနဲ့ဝေးကွာနေပြီမဲ့လူချေကသူ့ကိုစွမ်းရည်အရေးချင်းနဲ့အတွေ့အကြုံရှိသူဖြစ်အတိမတ်ပြုတ်ပြီးတော့ရတန်ပြီးွားရှိတဲ့ကစားသမားတွေကသူ့ရဲ့နေရာတွေမှာရှိနေပြီဖြစ်တာကြောင့်မလို့နောက်ထပ်ခြေလန်းတက်ဖို့ပွဲကစားချင်းလိုအပ်နေတယ်လို့မှတ်ချက်ပြုခဲ့ပါရည်။နံပါတ်9ကိုးပါမှာခြေစည်းတိုက်ရှိမှုကိုးပါမှာသူ့ရဲ့ဒဏ်ရာပြဿနာတွေကြောင့်မလို့ဒူးချဲလောက်မှာမလာကစားလို့ပွဲပေါင်းများစွာလွေးချော်ခဲ့ပါရည်။ သူဟာအန်ဒရွန်နဲ့ပွဲမှာ65မိနစ်သာကစားခဲ့ရပြီးတော့ဒူဂျေစကန်သွင်း၄ချိန်မှု၄ချိန်မှာ၃ချိန်လွဲကျော်ခဲ့ပါတယ်။ဘာမှပေါင်ချန်နိုင်ငံကနေပြီးတော့တက်တာလာဖို့အချိန်နဲ့ပြိုင်ဆိုင်နေရပြီးတော့နိုဝင်ဘာလလူစည်းမှာမပါဝင်နိုင်မှာကသူ့ရဲ့ကမ္ဘာဖလားမြုံလင်းချက်ကအကြီးကျယ်စိုးရင်ရမယ့်အခြေအနေနဲ့ရင်ဆိုင်ရနိုင်ပါတယ်။နံပါတ်၈အဒမ်မွာဒန်ခရစ်စတယ်ပေးလစ်ကွေးလေလူအဒမ်မွာဒန်ကိုချန်လက်ထားခဲ့ခြင်းကတော့အင်္ဂလန်မှာထွက်ပေါ်လာတဲ့အရေးချင်းရှိဆုံးကွေးလေလူများတွေကတူးကိုဒူဂျေကလက်ရှိနေတယ်လို့အထိပ္ပယ်ရပါတယ်။ ဝါတာအခုရသည်ထူးခြားတဲ့ခြေစွမ်းပြသနေပေမဲ့ဒူဂျေကအသေးကိုပုံမှန်ဦးစားပေးလိုက်တာကြောင့်မလို့သူ့ကိုခြံလက်ခဲ့ပြီးတော့ Nottingham Forest က Elio Anderson လိုမျိုးကစားသမားတွေကိုရွေးချယ်ခဲ့ပါပြီဒူဂျေကဝါဒန်ကိုသူကောင်းကောင်းကစားနေပါလေအရွေးချယ်ခံရဖို့လည်းနှီးစက်ပါပြီ Titan နေလို့ message ပို့ခဲ့ပေမဲ့အသင်းဟောင်းကိုပဲဆက်ပြီးတော့အားထားသွားမယ်လို့လည်းပြောဆိုခဲ့တာကြောင့်မလို့သူ့ရဲ့မျှော်လင့်ချက်ဟာနိုဝင်ဘာလပွဲစဉ်တွေပေါ်မှာမူတည်နေပါပြီ